မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်ရဲ့တဖက်လူကို manifestation မြင်စေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်သင်ရဲ့တဖက်လူဆိုတာသင်ရဲ့အခြေအနေနဲ့ပတ်သက်လို့သင်ရဲ့ relationship နဲ့ပတ်သက်လို့သင်လိုရှင်နေတဲ့သင်ချစ်ခင်သဘောကျနေတဲ့တစုံတစ်ယောက်ယောက်ကိုဆိုလိုပါတယ် အဲ့ဒီတပည့်လူဟာတင်းရဲ့ x-ray ဖြည့်ရှင်ဖြစ်မြင်တင်းရဲ့ crash လေးဖြည့်ရှင်ဖြစ်မြင်တင်းလိုရှင်နေတဲ့တင်းချစ်ခင်နေတဲ့တစုံတရာရောက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့တပည့်လူကို manifest ပြုလုပ်တဲ့အခါခက်ခဲမှုတွေတန့်ကြာမှုတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တင်းလိုရှင်တဲ့ရတဲ့ကိုမြင်းမြင်းဆင်ဆင်ရစေဖို့ဘလို့ပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုလိုက်နာချင်းသုံးရှင်းအပြင်မိတ်ဆွေတို့လိုရှင်တဲ့ရလဲကိုပုံမမြင်ဆင်အောင်ရရှိလာပါလိမ့်မယ်။တဖက်လူကို manifestation ပြုလုပ်တဲ့အခါအရင်ကိုမြင်ဆင်စေတဲ့ရလဲကိုရရှိစေဖို့ပထမဦးဆုံးအနေနဲ့မိတ်ဆွေပြုလုပ်ရမှာကတော့ manifestation နည်းလမ်းမျိုးစုံကိုအသုံးပြုနေတာကရည်တင်လိုက်ပါ။ ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်မိษွေတော်ထေကတချို့သောသူတွေဟာ အထူးသဖြင့်တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါပေါ့နော်ကိုလိုရှင်တဲ့ center ကတစ်ခုတည်းအဲ့ဒီတစ်ခုတည်းသော center အတွက် manifestation နဲ့ပတ်သက်တဲ့နိလဲမျိုးစုံကို အသုံးပြုနေကြတဲ့လူတွေရှိတယ်ဒါအပြင်အဲ့ဒီနိမ့်နှဲတွေကို အသုံးပြုပြီးရင်အရင်ကိုစူးစမ်းအားထုတ်နေတဲ့လူတွေရှိပါတယ် ဥပမာ visualization ကိုတရဲမှာ၄ချိန်ခင်းပြုလုပ်မယ် affirmation ကိုတရဲမှာ၄ချိန်ခင်းပြုလုပ်မယ်ပြီးရင် meditation ကိုလေးပြုလုပ်အောင်မယ် guided meditation တွေ supplement နဲ့တဲ့စသဖြင့်ပေါ်တော့နှိမ့်လဲအမျိုးစုံနဲ့ကြိုးစားနေကြတယ်ညစီညာရင်တွေညလုံး supplementness တွေနားထောင်ပြီးရင်အိပ်နေကြတယ်ဒီလိုပြုလုပ်နေတယ်ဆိုတာက အလွန်အမင်းစူးစမ်းအားထုတ်နေရရောက်ပါတယ် တကယ်တော့ manifestation ပြုလုပ်တယ်ဆိုတာဒီလိုမပြုလုပ်ရပါဘူးအရင်ကိုစူးစမ်းအားထုတ်မှု ပြုလုပ်တယ်ဆိုတာက ကိုယ်မှာမရှိဘူးမပိန့်ဆိုင်ဘူးအဲ့ဒါကြောင့်ငါအရင်စူးစမ်းရတယ်တော့အတိတ်ပြရပါတယ်တကယ်တမ်းကျတော့ manifestation ပြုလုပ်တယ်ဆိုတာစူးစမ်းအားထုတ်စရာမလိုဘဲနဲ့ effortless manifestation သာရှိပါတယ် manifestation ပြုလုပ်တဲ့အခါအရင်ကိုစ조사အထောက်မှုတွေမပြုလို့ရဘဲနဲ့ကိုယ်စိတ်ထဲမှာပျော်ရွှင်မှုတွေခံစားဖို့အတွက်ပဲပြုလုပ်ရတာဖြစ်ပါတယ်။ခလေးဘွားတို့ကကျွန်ုပ်တို့ဟာကစားကြတယ်။အဲ့ဒီလိုကစားနေဆိုတာပျော်ရွှင်ဖို့ကစားတာ။အဲ့ဒီလိုပုံစံမျိုးအဲ့ဒီလိုသဘောမျိုးပဲပြုလုပ်ရပါတယ်။ ။ဒါကြောင့်မိတ်ဆွေတို့လိုရှင်နေတဲ့တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါနင်းနေမျိုးစုံကိုလေးသုံးနေစရာမလိုဘူး။အချိန်ပြည့် meditation တွေပြုလုပ်နေစရာလေးမလိုဘူး။အချိန်ပြည့် affirmation တွေကိုလေးအလွန်အမင်းစူးစမ်းပြီးရွက်နေစရာလေးမလိုပါဘူး။ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့နီးနဲ့တစ်ခုသေးကိုသာအသုံးပြုအောင်ဖြစ်တယ်။တကယ်တော့ပိုလို့ပြုလို့ရှိရင်တော့နီးနဲ့နှစ်ခုပေါ်ဒီလောက်ပဲနီးနဲ့တွေအများကြီးကိုမသုံးပါနဲ့။ manifestation နည်းနဲ့တစ်ခုနှစ်ခုလောက်အသုံးပြုလိုက်ရင်အပြင်မိတ်ဆွေတို့လိုချင်တဲ့အရာကို manifest ဖြစ်စေဖို့ကောင်းမွန်စွာအလုပ်လုပ်နိုင်ပါလိမ့်မယ်။ကိုယ်အသုံးပြုနေတဲ့ manifestation ကိုတရက်မှနှစ်ကြိမ်သုံးကြိမ်လောက်အသုံးပြုလိုက်ရင်လုံလောက်ပါတယ်။တနည်းတန်အတွက်ကျင့်တဲ့အချိန်တွေမှာကိုယ့်ရဲ့ manifestation ကိုအာရုံမစိုက်ပါနဲ့။ အဲ့ဒီအချိန်တွေမှာသင်အနေနဲ့ပြုလုပ်သင်ပြုလုပ်ထိုက်တဲ့အရာတွေကိုသာပျော်ပျော်ရွှင်ရွှင်နဲ့ဆက်လက်ပြုလုပ်ပါဒီတော့ manifestation နည်းလမ်းတွေကိုအသုံးပြုတဲ့အခါဘယ်နည်းလမ်းကိုအသုံးပြုရရင်ကောင်းမလဲတော့တချို့တတွေတွေကစဉ်းစားကြတယ်။အဲ့ဒီတော့ကိုယ့်အနေနဲ့အဆင်ပြေမင်းနည်းလမ်းကိုအသုံးပြုတော့ရတယ်။ဒါပေမဲ့လူအသုံးများတဲ့နည်းလမ်းကတော့ visualization ရှိမယ် affirmation ရှိမယ်တခါတလေ scripting method ပေါ့နော်။အဲ့ဒီနည်းလမ်းတွေကိုအသုံးရပါတယ်။ ။မဲချော်လိုက်သေးချင်းဆိုတာကတော့ကိုယ့်ရဲ့စိတ်မျက်စိထင်းမှာကိုဖြစ်ရှင်တဲ့အရာတွေကိုစိတ်ကူးရင်ပုံဖော်မြင်အောင်တဲ့နည်းနဲ့ပဲဖြစ်တယ်။ Affirmations ရွယ်ဆိုတွေဆိုတာကလေကိုဖြစ်ရှင်တဲ့အရာကို အတိပြုပြီးရင်ရွယ်ဆိုရတဲ့နည်းစနစ်ဖြစ်တယ်။ scripting ဆိုတာကလေကိုဖြစ်ရှင်တဲ့အရာတွေကို စာနဲ့ရေးချတဲ့နိစနိပဲဖြစ်ပါတယ်။ဒီနည်းလမ်းတွေအားလုံးထဲမှာတော့စိတ်ကူးယဉ်မှုတွေပါတယ်ပြီးတော့စိတ်ခင်စားချက်တွေပါပါတယ်။ ဒီနည်းလမ်းတွေကိုကောင်းမွန်စွာအသုံးပြုနိုင်ရင်တော့သင်လို့ရှင်တဲ့ရလဲတွေကိုမြင်မြင်ဆင်ဆင်နဲ့ကောင်းမွန်စွာရရှိနိုင်ပါလိမ့်မယ်။အခုပြောခဲ့တဲ့နည်းလမ်းကတော့လူသုံးများတဲ့နည်းလမ်းတွေဖြစ်တယ်။ဒါပေမဲ့မိစေတော်အနေနဲ့ဒီနည်းလမ်းတွေကိုမကြိုက်ဘူး။တခြားနည်းလမ်းတွေကိုလည်းအသုံးပြုမိဆိုရင်အသုံးပြုတော့ရပါတယ်။အထူးသဖြင့်အရေးကြီးတာနည်းလမ်းပေါင်းမျောင်းများစွာကိုအသုံးပြုနေစရာမလိုဘူး။နည်းလမ်းတစ်ခု၊နှစ်ခု၊လွန်ရွကြုံရွနည်းလမ်းသုံးခုလောက်ဆိုရင်အရင်ကိုလုံလောက်ပါပြီ။ အဲ့ဒီတော့ manifestation ပြုလုပ်တော့မေဆိုရင်ဘင်းနီးနှင်းကိုအသုံးပြုမလေးဆိုတာကိုတော့မိမိကိုယ်ကိုဆုံးဖြတ်ပါကိုယ်နဲ့အစဉ်ပြေမိနီးနှင်းကိုအသုံးပြုပါအဲ့ဒီလိုအသုံးပြုတဲ့အခါကိုယ်အနေနဲ့ပျော်ရွှင်မှုတွေခံစားရဖို့လိုအပ်ပါတယ်အရင်ကိုပင်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 စူးစမ်းနေရပါလေဆိုတော့စိတ်ခင်စားချက်မရှိစေရပါဘူး။တင်လို့ရှင်တဲ့ရလဲကိုမြင်းမြင်းဆင်ဆင်ရစေဖို့ဒီအချက်ကလည်းအရင်အရေးကြီးပါတယ်။ဘေးမနီဖက်စတေးရှင်းနီးနှင်းကိုပဲအသုံးပြုပြု ကို့အနေနဲ့ manifestation ပြုလုပ်နေတဲ့အခါပျော်ရွှင်မှုတွေကိုပုံမိုခံစားရလေလေသင်လို့ရှိတဲ့ရလဲဟာပုံမိုကောင်းဝင်လာလေလေပုံမိုမြင်ဆင်လာလေလေပဲဆက်နေပြင်တစ်ဖက်လူကို manifestation ပြုလုပ်တဲ့အခါကိုလိုရှင်တဲ့ရလဲကိုမြင်မြင်ဆင်ဆင်ရရှိစေဖို့ဒုတိယအချက်အနေနဲ့သိထားရမှာကတော့သက်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့စူးစမ်းနေတာကရက်တင်လိုက်ပါ ပြဿနာကိုဖြေရှင်းဖို့စ조사တာကလူတော်တော်များများမှားတဲ့တဲ့အမှားဖြစ်တယ်။ manifestation ပြုလုပ်တဲ့အခါသက်ဆိုင်ရာအမှားကို ဖြေရှင်းဖို့လိုတယ်လို့ထင်တယ်ကြတယ်။ဒါပေမဲ့ manifestation ကဒီလိုအလုံးမလုပ်ပါဘူး။ကိုလိုရှင်နဲ့ရလဲသည်ဘာလဲအဲ့ဒီရလဲကိုပဲဓာရိုက်စဉ်းစားဖို့လိုအပ်ပါတယ်။သင်လိုရှင်နဲ့ရလဲထိမှသင်ဖြစ်နေတဲ့ပြဿနာတွေကရှိနေမှာမဟုတ်ပါဘူး။ အခုအချိန်မှာတင့်အနေနဲ့တဖက်လူနဲ့ပဲတဲပြင်းဘာတွေပဲဖြစ်နေဖြစ်နေအဲ့ဒီပြဿနာတွေကိုတင့်ကောင်းထေးမှာစဉ်းစားနေစရာလေးမလိုဘူးဖြေရှင်းနေစရာလေးမလိုဘူးအဲ့ဒီပြဿနာနဲ့ပဲတဲလို့အဖြေရှာနေစရာလေးမလိုဘူး ဥပမာဆိုကြပါစို့တင့်ရဲ့တစ်ဖက်လူကတင့်ကိုဘလော့ထားတယ်ဆိုရှယ်မီဒီယာမှာလည်းဘလော့ထားတယ်ဖုန်းတွေကိုလည်းဘလော့ထားတယ်ဆိုပါစို့ဒါအပြင်တင်နေသူနဲ့ဟာအဆက်အသွယ်မရှိဘူးအဆက်အသွယ်ပြတ်နေတယ်ဆိုပါစို့အဲ့ဒီတော့တင်လို့ရှင်တဲ့ relationship ကို manifest ဖြစ်စေဖို့အတွက်တင့်အနေနဲ့အဲ့ဒီ block တွေဖြီဖို့ manifest ပြုလုပ်နေကြရလေမလိုဘူး တင်လို့ရှင်တဲ့ relationship ကိုရရှိဖို့အတွက်သူ့ဖက်ကအဆက်အသွယ်ရလာတဲ့ manifest ပြုလုပ်နေစရာလည်းမလိုဘူးဒီလိုပြုလုပ်နေမင်းအစသင်ဟာအမှန်တကယ်ဘာလို့ရှင်တလေးဆိုတာကိုသာစဉ်းစားပါတင်လို့ရှင်တဲ့နောက်ဆုံးရလဲကိုသာစဉ်းစားပါဥပမာတင်လို့ရှင်တဲ့ရလဲကသူ့နဲ့လက်ထဲရှင်တာလားဒါမှမဟုတ်သူ့နဲ့တမိုးလေးအောက်မှာအတူတူနေရှင်တာလားစသည်ဖြင့်သင်ဖြစ်ရှင်တဲ့ရလဲကိုသာစဉ်းစားလိုက်ပါ သင်ဖြစ်ရှင်တဲ့ရလဲကိုသာ manifest ပြုလုပ်ပါသင်ရဲ့ reality တွေသင်ရဲ့ဖြစ်တည်မှုတွေအပြောင်းလဲဖြစ်လာတဲ့အခါပြဿနာအလုံးကသူ့အလိုလိုဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။အဲ့ဒီနည်းလမ်းတွေအတွက်သင်အနေနဲ့ step by step ဖြည့်ရှင်းရမယ်တော့မစိမ်းသာစေရှင်ပါဘူး။ ဥပမာသူ့ဖက်ကတင်းကို social media တွေမှာ block ထားတယ်။ဒါကြောင့်တင်းကအဲ့ဒီ block ကိုဖြီးဖို့ manifestation ပြုလုပ်တယ်။အဲ့ဒီတော့တင်းရဲ့ manifestation ကလေးအောင်မြင်တယ်ဆိုပါဆိုအဲ့ဒီအချိန်မှာသူကတင်းကို block တွေဖြီးပြီးသွားပြီ။အဲ့ဒီအချိန်မှာ manifestation ကိစ္စပြီးသွားပြီပဲ။ဒါပေမဲ့ဒီနေရာမှာ block ဖြစ်တာသည်သင်လို့ရှင်တဲ့နောက်ဆုံးရလဲမဟုတ်ပါဘူး အဲ့ဒီတော့ manifestation ပြုလုပ်နေဆိုတာသင်လို့ရှင်နေတဲ့အခြေအနေတခုကိုရယူအောင် အတင်းအာဓမဖိအားပေးပြီးပြုလုပ်တာလေမဟုတ်တလို့ပြဿနာတွေကို ဖြေရှင်းတာလေမဟုတ်ပါဘူးဒီတော့ manifestation သည်ဘာလဲ manifestation ဆိုတာသင်လို့ရှင်တဲ့ရလဲကိုရွေးရှည်တာပဲဖြစ်တယ်သင်ဖြစ်ရှင်တဲ့ဘဝအခြေအနေဖြစ်တည်မှုတွေကိုသင်အနေနဲ့ရွေးရှည်ရမှာပဲဖြစ်တယ်။တသက်ဆိုင်ရာပြဿနာကိုဖြေရှင်းဖို့စူးစမ်းရမှာမဟုတ်ပါဘူး။ parallel reality ရဲ့သဘောတရားအရာပြောမေဆိုရင်ကျွန်ုပ်တို့ဖြစ်ရှင်တဲ့ဖြစ်တည်မှုတွေ reality တွေဟာရှိပြီးသားပဲဖြစ်တယ်။အဲဒီရှိပြီးသား reality ကိုကျွန်ုပ်တို့အနေနဲ့ရွေးရှည်ရုံပဲဘလို့ရွေးရှည်ရမယ်လေအဲဒီ reality နဲ့သက်ဆိုင်တဲ့ energy ကိုထိတွေ့ပေးရမှာဖြစ်တယ်။လို့ရှိရင် energy နဲ့ကိုက်ညီလာပြီဆိုရင် အခုအချိန်မှာတင်ဟာဘလို့အရှိအနေမျိုးပဲကြုံတွေ့နေရပါစေအဲ့ဒီအရာတွေဟာတင်အတွက်ဘလို့မှစီလီယိုမှုရှိမှာမဟုတ်ပါဘူး ဒါကြောင့်အခုအချိန်မှာသင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာကိုထိတွေ့နေစရာလေးမလိုဘူးဖြေရှင်းနေစရာလေးမလိုဘူးအဲ့ဒီပြဿနာနဲ့ပဲတဲ့လို့ဘာမှစိုးရိမ်နေစရာမလိုဘူးဒါကြောင့်ပြဿနာတွေနဲ့ပတ်သက်လို့အာယုံစိတ်နေတာတွေကိုရက်တင်လိုက်ပါ။ဘာဖြစ်လို့လဲဆိုရင်သင်အနေနဲ့သင်လိုရှင်တဲ့အရာတွေ manifest ဖြစ်လာတဲ့အခါအဲ့ဒီပြဿနာတွေဟာသင်နဲ့ဘလို့မှစီလီယုံမှုမရှိပါဘူး။ဒါအပြင်ပြဿနာတွေကိုဖြေရှင်းဖို့စူးစမ်းတာကလည်း ကုလိုရှင်တဲ့အရာတွေ manifest ဖြစ်စေဖို့အရင်ကို ကြင်ကြစေတဲ့ပါတယ်။ဒါကြောင့်ပြဿနာတွေကိုမေ့လိုက်ပါတော့။ဒီတော့ပြဿနာတွေကိုအာယုံစိမ့်နေမိအစသင်လိုရှင်နေတဲ့ဘဝအရှိအနည်းဖြစ်တည်မှု ပုံစံကိုသာအာယုံစိမ့်ပါအဲ့ဒီအရာကိုသာရွေးရှိပါ။ဆက်လက်ပြီးရင်တဖက်လူကိုမြန်ဆန်စွာ manifest ဖြစ်စေနိုင်ဖို့တင့်တီထားရမေတ္တရအချက်ကတော့သူ့အပေါ်မှာအယင်းကို အာယုံစိတ်နေတာကိုရည်တင်လိုက်ပါ။ တချို့သောသူတွေဟာတဖက်လူကို manifest ပြုလုပ်နေတဲ့အချိန်မှာသူနဲ့ပတ်သက်တဲ့ social media တွေကိုတွားရောက်ကြည့်ရှုတယ်။ပြီးရင်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအရင်လေ့လာတယ်။သူတို့ဘာတွေလုပ်နေသလဲ။သူတို့ဘာတွေစဉ်းစားနေသလဲ။သူတို့ဘသူနဲ့တွေ့နေသလဲ။စသဖြင့်သူတို့နဲ့ပတ်သက်ပြီးရင်စိုးရိမ်စိတ်တွေလည်းအများကြီးရှိကြတယ်။ ရင်သူတို့ပျော်ရွှင်နေသလားသူတို့ဘာလုံးနေတာလဲသူကမြို့ထဲမှာရှိနေသလားသူကခရီးတွေထွက်နေသလားသူကဘေးနေရာကိုရောက်နေတာလဲဘသူနဲ့တွေ့နေတာလဲစသဖြင့်ဤနည်းမျိုးစုံနဲ့စဉ်းစားကြတယ်ဒီလိုစဉ်းစားနေပြီဆိုရင်တင်လို့ရှင်နေတဲ့နောက်ဆုံးရလဲမှနေထိုင်တာမဟုတ်ပါဘူး။ဒါကတော့တင်ဟာသူ့အပေါ်မှာဆွေးနေနေတာပဲဖြစ်တယ်။ဒီလိုဆွေးနေနေပြီဆိုရင်သူ့ကို manifest ဖြစ်စေဖို့အထောက်အကူမဖြစ်ပါဘူး။ တဖက်လူအပေါ်မှာအရင်ကြီးအာယုံစိန်လွှင်းရှင်အဖြစ်တင်တော်နှစ်ယောက်ဟာအတူတူကရှိမနေဘူးလို့လီဆိုလိုပါတယ်။တကယ်လို့သာတင်တော်နှစ်ယောက်အတူတူကရှိနေမေဆိုရင်တင်ဟာသူ့ရဲ့ဆိုရှယ်မီဒီယာကိုတွားရောက်ပြီးအချိန်ပေါင်းများများစွာလေးကြည့်နေမှာမဟုတ်ပါဘူး။တင်ဟာသူ့နဲ့အတူတကွရှိနေမေဆိုရင်တင်ဟာသူ့ဘာတွေလုပ်နေလဲဘသူနဲ့တွေ့နေတယ်လေစသဖြင့်အဲ့ဒီအကြောင်းအရာတွေကိုလေတင်လိုက်ပြီးရင်စိုးရိမ်နေမှာမဟုတ်ပါဘူး။ ူအပေါ်မှာဆွေးနွေးရှင်အပြင်တင့်ရဲ့ manifestation ကိုလေလုံးဝအထောက်အကူဖြစ်မှာမဟုတ်ပါဘူး။တစုံတရောင်းနဲ့ပဲတက်လို့ဆွေးနေနေပြီဆိုရင်သင်ဟာသူ့အကြောင်းကိုအမြဲတမ်းတွေးနေမှာပဲသူ့နဲ့ပဲတက်ပြီးရင်ဘာတွေလုပ်နေလဲဘာဖြစ်နေလဲစသဖြင့်အဲ့ဒီလိုတွေးတောပြီးရင်အချိန်တွေကုန်နေမှာပဲကျွန်တော်တို့အနေနဲ့တစုံတစ်ခုကို manifest ပြုလုပ်တဲ့အခါအဲ့ဒီအရာနဲ့ပဲတက်လို့တစ်ချိန်လုံးတွေးတောနေစရာမလိုပါဘူး ကိုလိုရှင်တဲ့အရာကိုရပြီးသားပိန်ဆိုင်ပြီးသားဆိုတဲ့ရှူတော့ကပဲတွေးတော့ဖို့လိုအပ်တယ်။ဒီလိုဆိုရင်တစ်ဖက်လူကိုအရင်အာယုံစိတ်နေမီအစားဘာကိုအာယုံစိတ်သင့်ပါတည်းအဲ့ဒီအဖြေကတော့ရိုးရှင်းပါတယ်အဲ့ဒါကတော့အဲ့ဒါကတော့မိမိကိုယ်ကိုအာယုံစိတ်ဖို့နဲ့ကိုလိုရှင်နေတဲ့ဘဝအရှိအနေကိုအာယုံစိတ်ဖို့ပဲဖြစ်တယ်။တစ်ဖက်လူကိုအာယုံစိတ်တာကိုကြော်လွန်ပြီးရင် သူနဲ့ပတ်သက်တဲ့ကိုလိုရှင်နေတဲ့ဘဝအခြေအနေ relationship ပုံစံမျိုးကိုအာယုံဆိုင်ရမှာပဲဖြစ်တယ်။တဖက်လူဟာကိုဘဝအထိမှာရောက်ရှိပြီးသားသူ့ကိုကိုပိန်ဆိုင်ပြီးသားအနေနဲ့ပဲအာယုံဆိုင်ရမှာဖြစ်တယ်။ဒါဟာသင်လိုရှင်တဲ့နောက်ဆုံးရလည်းပဲဖြစ်တယ်။သင်အနေနဲ့အာယုံဆိုင်ရမှာကသင်ဟာသူနဲ့လက်ထဲပြီးသားသူနဲ့အတူတကွရှိနေပြီးသားသူနဲ့အတူတကွကောင်းမွန်တဲ့ relationship ကိုရရှိပြီးသားအဲ့ဒီလိုအာယုံဆိုင်ရမှာဖြစ်တယ်။ တင့်အနေနဲ့ဘာလို့ပဲလိုရှင်လိုရှင်အဲ့ဒီအရာဟာတင်ရရှိပိန်ဆိုင်ပြီးသားအနေနဲ့ပဲစဉ်းစားရမှာဖြစ်တယ်။ဥပမာဆိုပါစို့တင်ဟာသူ့နဲ့လက်ထဲရှင်နေဆိုရင်တင့်အနေနဲ့သူ့နဲ့လက်ထဲပြီးသားဖြစ်နေရမယ်။ဥပမာ လွန်ခေတဲ့2လလောက်ကသူ့နဲ့တင်နဲ့လက်ထဲလိုက်ပြီ။အဲ့ဒီလိုပုံစံမျိုးပဲတင်စိတ်ကူးရမှာဖြစ်တယ်။တင်ရဲ့စိတ်ကူးရင်တဲ့အထေးမှာအဲ့ဒီလိုသူ့နဲ့လက်ထဲပြီးသားအနေနဲ့စိတ်ကူးရင်ရမှာဖြစ်တယ်။ အဲ့ဒီလိုသာလွန်ခဲ့တဲ့နှစ်လလောက်ကသင်ဟာသူ့နဲ့လက်ထဲပြီးသားဖြစ်နေမိဆိုရင်အခုအချိန်မှာသင်ဟာသူ့အကြောင်းကိုတနေကုန်တွေးတောနေမှာလားသူ့ဘသူနဲ့တွေးနေလေဘီနီယံကိုသွားနေလေဆိုတာကိုသင်စိုးရိမ်နေမှာလားတကယ်တော့ဒါတွေအတွဲသင်စိုးရိမ်နေမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုရင်သင်တို့နှစ်ယောက်အတူတူရှိနေပြီးသားဖြစ်လို့ပဲအဲ့ဒါကြောင့်သင်အနေနဲ့ တဖက်လူကို manifest ပြုလုပ်တဲ့အခါမှာပြဿနာတွေကိုလေးဖြေရှင်းနေစရာမလိုသလိုသူ့ကိုလေးအရင်ကြီးစိုးရိမ်ပြီးရင်အာယုံစိမ့်နေစရာလေးမလိုဘူးတင်တွေးရမှာက သူ့ကိုတင်ဟာ manifest ဖြစ်ပြီးသားဖြူတောင်းကပဲတင်တွေးတော်စင်စားရမှာဖြစ်တယ်တကယ်တော့တင်လို့ရှင်တဲ့သူဟာတင်ဘဝအထိမှာ manifest ဖြစ်ပြီးသားဆိုရင်သင်ဟာသူနဲ့ပတ်သက်လို့တနေကုန်စဉ်းစားနေမှလည်းမဟုတ်ဘူးစိုးရိမ်နေမှလည်းမဟုတ်ဘူး တကယ်တော့အခုအချိန်မှာသင်ဟာသူ့နဲ့အတူတူကွာရှိမနေခင်ရင်တောင်မှသင်ကသူ့အပေါ်မှာ အရင်ကြီးကိုအာယုံစိတ်နေမှာမဟုတ်ပါဘူးသင်အနေနဲ့ပြုလုပ်သင်ပြုလုပ်ထိုက်တဲ့တခြားအကြောင်းအရာတွေပေါ်မှာသာအာယုံစိတ်နေမိမှာဖြစ်တယ် ဒါကြောင့်မိမိကိုယ်ကိုမိခွန်းကလေးတွေထုတ်ပြီးရင်မေ့ကြည့်ပါငါသာတခေတော့သူနဲ့အတူတကွရှိနေမေဆိုရင်သူ့အကြောင်းကအမြဲတမ်းစဉ်းစားနေမှာလားသူ့အကြောင်းကိုစဉ်းစားပြီးအချိန်တွေကုန်နေမှာလားသူနဲ့ပတ်သက်ပြီးစိုးရိမ်တော့ကားတွေရောက်နေမှာလားဒါမှမဟုတ်တငင်ရှင်းတွေနဲ့သွာလာလှုပ်ရှားနေမှာလားဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ကိန်းနဲ့ပတ်သက်လို့စဉ်းစားနေမှာလားဒါမှမဟုတ်ငွေကြေးတွေနဲ့ပတ်သက်လို့စဉ်းစားနေမှာလားအဲ့ဒီလိုမိမိကိုယ်ကိုမေ့ကြည့်ပါ ဒါကြောင့်သင်အနေနဲ့သူ့ကိုမျက်စင်စွာ manifest ဖြစ်စေရှင်တယ်ဆိုရင်သူ့ကို အရင်ကြီးအာယုံစိတ်နေတာကရည်တင်ဖို့လိုတယ်ဒီလိုအာယုံစိတ်နေမင်းအစသင်ဘဝထဲမှာသူရောက်ရှိနေပြီးသားပုံစံမျိုးကိုသာအာယုံစိတ်ရမှာဖြစ်တယ်သင်အနေနဲ့ဘာတွေကိုပဲပြုလုပ်ပြုလုပ်ဘာတွေကိုပဲစဉ်းစားစဉ်းစားသင်ဟာသူ့ဘဝထဲမှာရှိနေပြီးသားဆိုတဲ့ရှုထောင့်ကပဲစဉ်းစားရမှာဖြစ်တယ်အခုပြောခဲ့တဲ့အချက်အလက်တွေကိုလက်တွေ့လိမ့်နာကျင့်သုံးပါ သင်လို့ရှိနေတဲ့တစ်ဖက်လူကိုမြင်မြင်ဆင်ဆင် manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်